ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ဗုဒ္ဓဘာသာဝင်တိုင်းတိထားတဲ့မဟာဗုဒ္ဓဝင်ကျောင်းပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကကပိလဝတ်ပြည်မှာတာဂီဝင်မင်းမျိုးတုတ်တော်သနာပြင်းမင်းကြီးမြင်ပြုခဲ့ပါတယ်။သူဟာဂေါရမအနွယ်ဖြစ်လို့သူကိုတုတ်တော်သနာဂေါရမဟူ၍လည်းခေါ်ဆိုပါတယ်။အဲဒီမင်းမှာမီဒီယာနှစ်ပါးရှိပါတယ်။မီဒီယာအကောင့်ကြီးကတော့မာယာဒေဝီဖြစ်ပြီးတော့မြောင်နှမ်းမီဒီယာကတော့ခေါရမီဖြစ်ပါတယ်။သူတို့မီဒီယာနှစ်ပါးဟာညီမအရင်လဲတော်ဆက်ကြပါတယ်။ တညမှာတော့မာယာဒေဝီမီဒီယာကြီးဟာအိပ်ပျော်နေစဉ်တွင်မှထူးဆန်းတဲ့အိမ်မက်ကိုမျက်မှတ်ခဲ့ပါတယ်။နမင်းကြီးလေးပါးကသူ့ကိုတလွန်နဲ့တကွာဟိမဝန္တာကိုယူဆောင်သွားပြီးတော့နတ်သမီးလေးပါးကနတ်ရီကံမှာရီချိုးပေးခဲ့ပါတယ်။ပြီးရဲ့နောက်မှာတော့ငွေတောင်တွင်မှရှိရဲ့ချွေပြတ်သက်မှာအိတ်ဆက်စီခဲ့ပါတယ်။အဲဒီအချိန်မှာစင်ဖြူရော်ကြီးတစည်းပေါ်လာပြီးတော့သူ့ဝမ်းထဲကိုဝင်လာတယ်လို့မျက်မှတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲမာယာဒေဝီရဲ့ဝမ်းမှာဗုဒ္ဓဖះရောင်းလောင်းကိုတရေတီးခဲ့ပါတယ်။တရေဆေလာစီတဲ့အခါမှာမာယာဒေဝီဟာခမဲတော်မေတော်တို့ရှိရာဒေဝတဟပီကိုတွားလို့တဲ့အတွက်ကြောင့်မင်းကြီးထံမှာပြန်ပန်ပါတယ်။မင်းကြီးကလည်းကြည်သာစွာခွင့်ပေးခဲ့ပါတယ်။တမနက်မှာတော့မာယာဒေဝီမီဒီယာကြီးဟာရွှေထန်းစင်ကိုစီးပြီးအချွေရနေခြံရံပြီးတော့ဒေဝတဟပီကိုထွက်လာခဲ့ပါတယ်။ လန်ခရီးကြမှာရှိရဲ့လုံမဏီဥယင်ကိုရောက်တဲ့အခါမှာတင်လုံးကျုပ်ပွင့်နေတဲ့အင်ဂျင်ပင်လေးကိုမြင်တဲ့အခါမှာဝင်ရောက်ခုဆုတ်လို့တဲ့အတွက်ကြောင့်ချွေရံကြီးကိုခတရနာကြပါဆိုပြီးတော့ပြောလိုက်ပါတယ်။မာယာဒေဝီဟာရွှေထန်းစင်ကနေဆင်းသက်ပြီးအင်ဂျင်ခက်ကိုဆွဲကင်လိုက်စင်မှာပဲဖျားလောင်းကိုဖွားမြင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတော့မဟာတက္ကရ68ခု623 BC သဆုံးလားပြည့်အောက်ကြာနေဖြစ်ပါတယ်။ဖျားလောင်ဟာဖွားလင်ဖွားခြင်းမှာပဲမတက်ရက်ပါတယ်။အဲ့ဒီနောက်ခြေဘွားခုနှစ်ဘွားလှမ်းသွားပြီးရဲ့နောက်ငါဒီတလောကလုံးထက်မျက်ဤဆိုပြီးတော့ကျုံဝါလိုက်ပါတယ်။ဖျားလောင်ဖွားမြင်တဲ့အချိန်မှာပဲရတော်ရရာမင်းသမီးညီတော်အာနန္ဒာကာလူဒါယီအမတ်လောင်းဆန္ဒအမတ်လောင်းတို့ကိုလည်းအတီးတီးဖွားမြင်ခဲ့ပါတယ်။ ကနကမြင်းကိုလည်းမွေးဖွားခဲ့ပါတယ်။ရွှေအိုးကြီးလေးလုံးလည်းတပြိုင်နက်ပေါ်လာပါတယ်။ဗောရီပင်လည်းပေါက်ပါတယ်။အဲဒီအရာတွေအလုံးဟာဖះလောင်းရဲ့ဖွားဘတ်တော်ခုနှစ်ဦးဖြစ်ပါတယ်။ဖះလောင်းဖွားမြင်နဲ့ကြားတဲ့အတွက်ကြောင့်ကပိလဝတီနဲ့ဒေဝဒဟပီကဆွေရောမျိုးတော်တွေဟာစုဝေးရောက်ရှိလာကြပါတယ်။မာယာဒေဝီနဲ့ဖះလောင်းကိုကပိလဝတီကိုခေါ်ဆောင်သွားကြပါတယ်။ တောကောတနာမင်းကြီးကိုးွယ်တဲ့ကာလာဂေဝီလာယသိကြီးဟာနန်းတော်ကိုကြွရောက်လာခဲ့ပါတယ်။မင်းကြီးကသားတော်ကိုယသိကြီးအပြပြီးတော့သားတော်ဆရာမြတ်ကို ရှိခိုးလို့ဟုဆိုခဲ့ပါတယ်။ဖရာလောင်းကရှိမခိုးပဲနဲ့ယသိကြီးရဲ့ဥကောင်းထက်မှာခြေစုံရက်လျက်တည်ပါတယ်။အံ့ဖွယ်တရေထုခဲ့လာတဲ့အတွက်ကြောင့်ယသိကြီးဟာဖရာလောင်းကိုရှိခိုးပါတယ်။မင်းကြီးကလည်းပဲသားတော်ကိုပထမဆုံးအချိန်ရှိခိုးခဲ့ပါတယ်။ သေးကြီးဟာဖះလောင်းကိုဆူဆိုင်ကြည့်ပြီးတော့ကြီးလဲကြီးရဲ့ငိုတဲ့ငိုပါတယ်။မင်းကြီးကနေတဲ့အခါမှာရသေးကြီးကမင်းမြတ်တင်သားတော်ဟာဖះဖြစ်လိမ့်မယ်။အဲဒါကြောင့်ငါဝမ်းသာရေးကြီးရဲ့ဒါပေမဲ့တားတော်ဖះဖြစ်တဲ့အချိန်မှာငါတေလွန်ပြီးသားဖြစ်နေလိမ့်မယ်။အဲဒါကြောင့်ဟလိုဝမ်းနေရေးငိုတယ်လို့ဆိုပါတယ်။ ငါးရက်မြောက်တဲ့နေ့မှာတော့မင်းကြီးကပုံနာတော်များကိုဖိတ်ပြီးတော့သားတော်ရဲ့လက္ခဏာတွေကိုကြည့်ရှုဖတ်ကြားစေခဲ့ပါတယ်။ပုံနာတော်9ရောက်တော့သားတော်ဟာစကြဝဠာမင်းတော်၎င်းဖះတော်၎င်းဖြစ်လိမ့်မယ်ဆိုပြီးတော့စကားကိုနှစ်ခွပြောကြပါတယ်။ဒါပေမဲ့အငယ်ဆုံးဖြစ်တဲ့ကောတင်ညပုံနာကတော့အရှင်သားတော်ဟာတော်ထရိုက်ရဲ့ဖရာအေကန်ဖြစ်လိမ့်မယ်ဆိုပြီးတော့တမျိုးတွေကိုသာပြောခဲ့ပါတယ်။မင်းကြီးကငါသားတော်ဟာဘယ်ရာကိုမြင်ပြီးတော်ထွက်မှာလဲလို့မေးမြန်းခဲ့ပါတယ်။ သူအူသူနာသူတေယဟန်ဆိုတဲ့နမိတ်ကြီးလေးပါကိုမြင်ပြီးတောထွက်ပါမယ်လို့ဥနာကဖြေချခဲ့ပါတယ်။ဖះလောင်ကိုတိတ်တတဟုဆိုပြီးရောနမိတ်ပေးခဲ့ပါတယ်။ခေါဒမအနွယ်ဖြစ်တဲ့အတွက်ကြောင့်တိတ်တတခေါဒမဟူရေးလည်းပဲခေါ်ကြပါတယ်။ခုနှစ်ရမြောက်တဲ့နေ့မှာတော့မာယာဒေဝီမီဒီယာကြီးဟာနေရွာဆန်သွားပါတယ်။မြောက်နန်းဆန်ညီမတော်ခေါဒမီဟာမီဒီယာအကောင့်ကြီးဖြစ်လာခဲ့ပါတယ်။မိတွေးတော်ဂေါရမီဟာတိတ်တတမင်းသားလေးကိုသားတော်ရင်ပမာမွေးမြူဆောင်ရှောက်ခဲ့ပါတယ် ကိုရိုင်းနှုတ်ချိုတိုက်ကျွေးပါတယ်။ဒေသတာမင်းသားကလေးဖွားမြင်ပြီးနှစ်ရက်သုံးရက်အကြာမှာကောရမီဟာနန္နမင်းသားကလေးကိုဖွားမြင်ခဲ့ပါတယ်။နန္နမင်းသားကလေးကိုနှုတ်တိုက်ဖို့အတွက်ကတော့နှုတ်ရင်းတွေကိုတွဲအပ်ထားပါတယ်။မင်းကြီးဟာတားတော်ကိုလေးကျုံလုံးကိုအစိုးရတဲ့စကြဝေးမင်းသားဖြစ်စေခြင်းပါတယ်။ဖះမဖြစ်စေခြင်းမဟုတ်။အဲဒါကြောင့်သူ့အိုသူနာသူသေးယဟန်းတို့ကိုနန်းတွင်မြို့တွင်နဲ့မြို့ပြင်နှမိုင်ခန့်အထိရောက်မလာရအောင်အဆောင်ကြီးချထားပါတယ်။ နမိတ်ကြီးလေးပါကိုငါသားတော်မမြင်ရအောင်အထုကယူပြုစောင့်ရှောက်ကြလို့ဟူ၍လည်းမိမအကြားထားခဲ့ပါတယ်။တိတ်တသမင်းသားတလာသားအွေမှာခမဲတော်သုတော်တနာမင်းကြီးဟာလေထုံမင်္ဂလာကျင်းပရာကိုခေါ်ဆောင်သွားခဲ့ပါတယ်။ခမဲတော်လေထုံမင်္ဂလာပြုနေစဉ်အနီးမှာရှိရဲစပုတ်ကလေးပင်အရေးမှာတိတ်ထားတယ်။အဲဒီခါမှာတိတ်တသမင်းသားကလေးဟာအိယာထမ်းမှာပြင်ပြင်ခွေထိုင်ပြီးတော့အာနာပါနကမ္မထံကိုစီးဖြန်းနေခဲ့ပါတယ်။ အဲ့ဒီအရာကိုတွေ့တဲ့အခါမှာခမဲတော်ဟာသားတော်ကိုဒုတိယအကျဉ်းရှိခိုးခဲ့ပါတယ်။တိတ်သက်သာမင်းသား16နှစ်အရွယ်ကို ရောက်တဲ့အခါမှာမင်းကြီးဟာသားတော်အတွက်ຫນွေမိုးဆောင်ဥရုသုံးပါးမှာအလဲလဲစံနိုင်ရန်အတွက်နမ်းမသုံးဆောင်ကိုစောက်လုပ်ပေးပြီးရောစီစိန်အမျိုးမျိုးကိုခန်းစားစေခဲ့ပါတယ်။ဒီနေ့မှာတော့သုတော်သနမင်းကြီးဟာစိတ်မှာအကြံဖြစ်ပေါ်လာပါတယ်။အခုငါသားတော်ဟာအရွယ်ရောက်လာပြီ တင့်ရော်တဲ့မင်းသမီးနဲ့ထိမ်းမြပြီးတော့ထီနန်းအပ်မှတော်မယ်။ဒါတော့ဟာမင်းစည်းစိမ်ကိုခန်းစားနေရရင်တောထွက်လူစိမ်ပေါက်မှာမဟုတ်ဘူး။ဒါမှသာစကြဝဠာမင်းဖြစ်လာတာကိုငါမြင်ရမယ်ဆိုပြီးတော့တွေးခဲ့ပါတယ်။အဲ့ဒါနဲ့ပဲဒါတော့အတွက်မီဒီယာရွေးချယ်နိုင်မှုအတွက်မင်းတို့ရဲ့သမီးတော်များကိုပို့လွှတ်ကြပါဆိုပြီးတော့ဆွေတော်မျိုးတော်တို့ထံအကြောင်းကြားခဲ့ပါတယ်။ အဲ့ဒီခါမှာတာဂီဝင်းမင်းကြီးကအထင်မြင်သေးစကားကိုအချင်းချင်းပြောဆိုကြပါတယ်။ကိကတာမင်းသားဟာရုပ်ပဲချော်တယ်၊ပညာမတက်ဘူး၊ကာမရာကိုကျွေးမွေးစောင့်ရှောက်နိုင်မှာမဟုတ်ဘူး။ငါသမီးများကိုမပေးနိုင်ဆိုပြီးပြောဆိုကြပါတယ်။အဲ့ဒီစကားကိုတုတ်တော်သနမင်းကြီးကြားတဲ့အခါမှာသားတော်ကိုပြောပြပါဗျ။အဲ့ဒီအခါမှာတိတ်ကတမင်းသားဟာပြိသက်ဘူပုံအလဲမှာလေးအတက်ကိုပြခဲ့ပါဗျ။အကျွမ်းကျင်ဆုံးလေးသမားများထက်ကိုပါလွန်နေပါဗျ။ ဆွေတော်မျိုးတော်များနဲ့တိုင်းသူပြည်သားတို့ဟာအန်ချီမဆုံးရှိကြပါရဲ့အဲ့ဒီအခါကျတော့မှလက်ဆောင်ပန်းနာတွေနဲ့တကွာအမိကညာတွေကို လာရောက်ဆက်တာကြပါတယ်။မင်းကြီးဟာအဲ့ဒီအထဲကမှရတော်တွေကမင်းသမီးကိုရွေးချယ်ပြီးတော့တိတ်တတမင်းသားနဲ့ထိမ်မြပေးခဲ့ပါတယ်။သုတော်သနမင်းကြီးဟာသားတော်ကိုထိနှံလွှဲအပ်ပေးခဲ့ပါတယ်။တိတ်တတမင်းဟာမင်းသားဖြစ်စဉ်ကထက်စီစဉ်ချမ်းသာကိုပုံမှန်ခန်းစားရပါတယ်။ သူ့ရဲ့ဖုံးတကူအရှိန်အဝါကြောင့်တိုင်းနိုင်ငံလဲတာယာအေးချမ်းခဲ့ပါတယ်။ဒေဇတာမင်းဟာတတ်တော်28နှစ်ကိုရောက်တဲ့အခါမှာဒီနေ့ဥယျင်ကိုတော်ကစားထွက်ခဲ့ပါတယ်။နတ်တွေကဖန်ဆင်းပြတဲ့အတွက်ကြောင့်လန်ခုလက်တနေရာမှာသူ့အိုကိုတွေ့ခဲ့ပါတယ်။ လောကမှာမွေးဖွားလာသူမှန်သမျှအိုမဲရမိတာတကားဆိုပြီးတန်ဝေကရပြီးတော့နန်းတော်ကိုလှည့်ပြန်ခဲ့ပါတယ်။လေးလာကြတဲ့အခါမှာဒုတိယအကျဉ်းဥယင်ကိုထွက်ပြန်ပါတယ်။လမ်းမှာသူနာတယောက်ကိုတွေ့ပါတယ်။နာချင်းသဘောကိုမိသူမှမလွန်ဆန်နိုင်ပါတကားလို့တန်ဝေကရပြန်ပါတယ်။နန်းတော်တို့တည့်ပြန်ခဲ့ပါတယ်။နောက်လေးလာကြတဲ့အခါမှာတိတ်တသမင်းဟာတတရာအကျဉ်းဥယင်ကိုထွက်ပြန်ပါတယ်။လမ်းမှာသူ့ပေကိုတွေ့ပါတယ်။ ကိုချင်းနာချင်းသိချင်းသဘောကိုမိသူမှမလွန်ဆန်းနိုင်ပါတကားဒီလောကမှာအိုနာသေးသေးမှလွတ်မြောက်ရနီလန်းမရှိတော့ပြီလို့ဒီဘေးတို့မှာငါလွတ်မြောက်ဆန်းနေပါပြီဆိုပြီးတော့အနန်းတော်ကိုပြန်ခဲ့ပြန်ပါတယ်။နောက်လေးလကြာတဲ့အခါမှာသရုတ်ထအကျဉ်ဥယင်ကိုဖတ်ပြန်ပါတယ်။အဲ့ဒီချိန်မှာတော့ယဟန်တပါကို တွေ့မြင်ခဲ့ပါတယ်။ယဟန်အဖြစ်ကကောင်းမြတ်ပြီးစွာဟူပြီးတော့ကျူးရင်မိပါတယ်။ တိတ်တသာမင်းဟာကြည်လင်ရွှင်လန်းနှစ်သက်တဲ့အတွက်ကြောင့်ဥယင်ကိုဆက်ပြီးတော့သွားပါတယ်။ခီနန်းကိုဆုံပြီးတော့ငါတောထွက်မယ်။အိုနာသေးသေးတို့ငင်းအေးရတရားကိုငါတွေ့အောင်ရှာမယ်ဆိုပြီးတော့ဥယင်မှာတစ်နေ့လုံးကြံ့စီစိတ်ကူးပြီးတော့ဆံပယ်နေခဲ့ပါတယ်။ညနေချမ်းအချိန်ကိုရောက်တဲ့အခါမှာနန်းတော်ကိုပြန်ဖို့အတွက်ယထာထပ်သို့တက်ပါတယ်။အဲဒီအချိန်မှာမင်းချင်းတယောက်ရောက်လာပြီးရော အရှင်သာရတော်ရာမိပြရမှာသားတော်ကလေးဖွားမြင်ပါတယ်ဆိုပြီးတော့လျှောက်ထားလိုက်ပါတယ်။အဲဒီခါမှာမိမိအကျံကိုသားတော်ကလေးနှောက်ရတော့မင်းဆိုတဲ့အထိတ်ပဲနဲ့ယာဟုဖမ်းပြီးအနောင်ဖွဲဖြစ်ပြီးဆိုပြီးတော့ရုတ်တရက်ဆိုလိုက်ပါတယ်။အဲဒီစကားကိုယူပြီးတော့သားတော်ကလေးကိုယာဟုလာလို့နာမည်ပေးထားလိုက်ပါတယ်။အိမ်ညာမှာခါတိုင်းကဲသူပဲနန်းရင်းသူတွေက အတီးအမော့အဆူအကတို့ဖြင့်တိတ်တသမင်းကိုဖျော်ပြကြပါတယ်။ ဒေတာမင်းဟာအရင်ကကဲ့သို့ပျော်ရွှင်နှင်းသိမ့်ခြင်းမရှိဘဲနဲ့မကြမီဆက်ပြောသွားခဲ့တယ်။နန်းနင်းသူတွေကလည်းတိမှုတ်ကခုံခြင်းကိုရက်ခါအိုင်နေရမှာပဲအိတ်ဆက်ကြပါတယ်။ဒေတာမင်းဟာညတကောင်ချိန်နောက်မှာတရေနိုးတဲ့အတွက်ကြောင့်အိယာမထားကြည့်လိုက်ပါတယ်။နန်းနင်းသူတွေဟာဖျို့ဖျဲအိတ်မိချပုံကို စိတ်ပြက်ပွဲတွေ့မြင်လိုက်ရပါတယ်။နန်းတော်ကြီးတစ်ခုလုံးကိုတုတ်တန်တစပြင်ပမာထဲမှတ်လာပါတယ်။ ယခုညမှာပဲတောထွက်တော်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်။စန္ဒာအမတ်ကိုသွား၍နှုတ်ပြီးတော့အမောင်စန္ဒာဒီညပင်ငါတောထွက်တော်မယ်ငါအတွက်သနကမြင်းတော်ကိုပြင်ကြီးဆိုပြီးတော့မိန့်တော်မူပါတယ်။စန္ဒအမတ်မြင်းပြင်းနေစင်ပါပဲတိတ်ကတာမင်းဟာပါတော်ရာဟုလာကိုရှုမြင်သူစိတ်ဖြစ်ပေါ်လာတဲ့အတွက်ကြောင့်ရတော်ရရဲ့တိုက်ခန်းဆောင်တကားဝါကိုကြာလှမ်းရေးကြည့်ရှုတော်မူပါတယ် အဲ့ဒီနောက်ဒိတ်တတမင်းဟာတညာလုံးခီးပြင်းနှင်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့အနော်မမြင့်ရဲ့တစ်ဖက်ကန်းကို ရောက်လာပါတယ်။အဲ့ဒီနေရာမှာစံတော်ကိုပယ်ပြီးရောယဟန်အဖြစ်ခံယူခဲ့ပါတယ်။အမောင်စန္ဒပြန်လို့ခမဲတော်မေတော်နဲ့ရတော်ရရာတို့ကိုအကျိုးအကြောင်းတန်တော်ဦးတင်တော်ဟုဆိုပြီးရောစန္ဒအမတ်နဲ့မြင်းတော်ကိုပြန်လွတ်ခဲ့ပါတယ်။